ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့စနေနေ့မှာဆိုလို့ရှိရင်တော့ Premier League ပွဲစဉ်အပြင်တခြားသောလီပွဲစဉ်တွေအများကြီးရှင်ပြန်ကစားဖို့ရှိပါတယ် International ရဲ့တတပတ်အပြီးမှာပထမအဆုံးပြန်ပြီးတော့ဒါရှင်ပြန်ကစားမယ်ဒါလီပွဲစဉ်တွေအများကြီးရှိတဲ့အတွက်ကိုဒီဗီဒီယိုလေးမှာထုံးစံတိုင်းကိုညီကိုရီအတွက်ပွဲချုပ်သုံးသပ်ရွေးချယ်မှုလေးပြုလုပ်ပေးခြင်းပါတယ်ကျွန်တော် free ပွဲစဉ်နှစ်ပွဲအကောင်ဆုံးကြိုးစားပြီးတော့ရွေးချယ်ပေးထားပါတယ်ဆိုတော့ပထမအဆုံးနဲ့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်ကတော့စိန်ချင်းပတ်မှာကစားမယ်စနေနေ့ရဲ့ အကောင်းဆုံးပွဲစဉ်လို့လည်းပြောလို့ရပါတယ်။ညူကာဆယ်တင်းနဲ့တစ်ဖက်ကအသင်းကြီးမန်ချက်စတာစီးတီးအသင်းတို့တွေ့ဆုံနေတဲ့ပွဲစဉ်စနေနေ့ည12:00နာရီမှာရှင်းပိုင်ကစားသွားမယ့်ပွဲစဉ်လည်းဖြစ်ပါတယ်။ဆိုတော့နှစ်သင်းရဲ့ current form ကတော့ကွာဟာချက်လေးရှိနေတယ်။အားလုံးသိကြတဲ့အတိုင်းပဲစီးတီးကတော့ Liverpool အသင်းကို3-0ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိပြီးတော့ title race ထဲမှာ Arsenal ကိုအနီးကပ်ဆုံးအမှတ်ကွာဟမှုကျင်းပြောင်းစွာနဲ့ဖိအားပေးနေတယ်။လက်ရှိမှာ Arsenal နဲ့ City ကရမှတ်၄မှတ်ပဲကွာဟတယ်။ ဆိုတော့ City အနေနဲ့ကတော့ Tiger Race ထဲမှာရှိနေတယ်ဓာတ်လပိုင်းလေးတွေကောင်းထားတယ်နောက်ဆုံး၄ပွဲစမှာဆိုလို့ရှိရင်လည်း City အနေနဲ့ကတပွဲကိုပြန်မျှ၃ခုနီးပါးထိတိုက်စစ်ပိုင်းရရနေတယ်ဒီနေရာမှာလည်း Haaland ကိုချီးကျူးရမှာလည်းဖြစ်ပါတယ် Haaland ကတော့တကယ်ကိုလက်ရွေးစင်အသင်းမှာရောကလပ်အသင်းဖြစ်တဲ့ Manchester City အသင်းမှာရော twin goal တွေကိုတောက်လျှောက် twin ယူပေးနေတဲ့ကစားသမားလက်ရှိမှာလည်း City အတွက်ဒါ Premier League 17ပွဲမှာတိုက်စစ်ပိုင်းရနေပြီးတော့ဥဆောင်ပြီး14ခုထိရရှိအောင်ဆွမ်းဆောင်ပေးထားတယ် ဆိုတော့တစ်ဖက်မှာလည်းနျူကာဆယ်တင်းရဲ့တိုက်စစ်မှုဗာတာမီဒီယာလည်းအကောင်းဆုံးအခြေအနေမှာရှိတဲ့အတွက်အာတိုက်စစ်ပိုင်းအားပြိုင်ရမယ့်ပွဲစဉ်လို့တော့ကျွန်တော်မြင်တယ်ဆိုတော့ကာဆယ်ရဲ့ current form တွေကတော့မကောင်းတာဘူးကာဆယ်ကတော့ Premier League မှာရလွတ်ပိုင်းကတော့မတည်ငြိမ်ဘူးဆိုတော့နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲကိုပဲကြည့်မယ်ဆိုရင် Premier League မှာရလပိုင်းမကောင်းဘဲနဲ့ရုံးကန်နေရတဲ့ West Ham ကိုတော့ဂိုးပြတ်ရှုံးထားတဲ့3-1ဆိုတဲ့ရလနဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာလည်း Brentford ကို3-1ဆိုတဲ့ရလမျိုးနဲ့ရှုံးနေထားခဲ့ရတာဖြစ်တယ်လို့ Castle ကတော့ ရမှတ်တည်းမဆုံးရှုံးသင့်ပဲနဲ့ဆုံးရှုံးနေတယ်။ဒါကြောင့်လည်းလက်ရှိမှာကာဆယ်ကအမှတ်ပေးစရာမှာဆိုလို့ရှင်တော့အဆင့်14လောက်ထိကိုရောက်နေတာမျိုးရှိတယ်။ဆိုတော့လက်ရှိကျွန်တော်တို့အာရှရဲ့အကျော်ပေးမှုကိုခံမှန်းကြည့်အောင်။ဆိုတော့အာရှရဲ့အကျော်ပေးမှုရတော့အစတီကတော့အတင်းကြီးဖြစ်နေတယ်။အဝေးဝန်းဆိုတော့ညာလေ level 80နဲ့90ပတ်ချလဲအကျော်ပေးလာတာမျိုးရှိတယ်။တိုးတော့လဲ city ကိုလည်းအရင်ကြီးတော့မယုံရဲသေးဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ city ရဲ့အဝေးဝန်းဖောင်ကလည်းဒီရသည်မှာအရင်ကြီးတော့မကောင်းတာဘူး။ဆိုတော့အဝေးကွင်းကိုပဲကြည့်မယ်ဆိုရင်တော့ city အဝေးဝန်း၅ဘွဲမှာ နှစ်ပွဲပဲနိုင်လာတယ်တပွဲတည်းနှစ်ပွဲရှုံးလာတယ်ပြီးတော့ယာကူ9ခုရှိပြီးတော့ပေးကူက4ခုပေးထားတာဖြစ်တဲ့အတွက်ကိုဒါ level 80နဲ့90ဆိုတဲ့အနေထားကအဲ Liverpool အသင်းကိုလည်းနိုင်ထားတဲ့အချိန်နဲ့လူကြိုက်များလာနိုင်ပုံရှိတယ်ဒီထက်လေးပို့ပြီးတော့အနေငယ်ပြင်းရှားတင့်တယ်လို့တော့ကျွန်တော်ထင်နောက်တစ်ချက်ကတော့စိန်ဂျိမ်းဘတ်ဖြစ်နေတာကလည်းပါတယ်ပေါ့နော် Okay ဒီညမှာကျွန်တော်ရွေးချယ်ပေးခြင်းနဲ့အဓိက target ကတော့ဒါဂိုးပေါင်းအကျော်ပေးမှုပေါ့နော်ဂိုးပေါင်းအကျော်ပေးမှုအရတော့ ဒါ3 + 50ဆိုတာမျိုးလေးအကျော်ပေးလာတယ်ဆိုတော့ကျွန်တော်တို့ City နဲ့ Castle နဲ့ Jayland အသင်းတွေရဲ့ဂိုးပေါင်းဖွင့်လင်းမှုကိုကျွန်တော်ပြန်ပြီးကြည့်ရအောင်ပေါ့နော် Manchester City အသင်းဒီဒါ Brighton နဲ့ Newcastle ဆိုတာ Jayland လို့ကျွန်တော်သုံးသပ်လို့ရတယ်အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ဂိုးပေါင်းကြီးအရာ3 - 30ဆိုတာမျိုးဖွင့်ပေးတယ်တကယ်လည်း Brighton က2-1ဆိုတဲ့ရလမျိုးနဲ့ City ကိုနိုင်သွားတယ် Manchester Derby ပွဲစဉ်ဖြစ်တဲ့ City နဲ့ United တို့ရဲ့ပွဲစဉ်မှာ၃လုံးသိရဆိုတာမျိုးလေးဂိုးပေါင်းကြီးအရာဖွင့်ပေးခဲ့တာမျိုးရှိတယ် ဒါကိုချိန်ကြည့်ခြင်းအပြင်ကျွန်တော်တို့ဒါအသင်းကြီးနှစ်သင်းတွဲဆောင်နေတဲ့ပွဲစဉ်ကာဆယ်ရလည်းတိုက်ဆက်ပိုင်းအကောင်းဆုံးရှိနေတဲ့အခြေအနေ၊စီတီးရလည်းတိုက်ဆက်ပိုင်းအကောင်းဆုံးရှိနေတဲ့အခြေအနေမှာနှစ်သင်းပေါင်းသွင်းကိုကဒါ၃လုံးဆိုတာမျိုးကတော့အကုန်လုံးအာတွက်ဆကြလိမ့်မယ်လို့ထင်တယ်။ဒီနေရာမှာလည်းကိုပေါင်းကြီးက၃လုံး plus 50ဆိုတာမျိုးပေးထားတာဖြစ်တဲ့အတွက်ကိုတော်တော်လေးပြော့နေရလို့သုံးသပ်မိတယ်။ကျွန်တော်ရှေ့ကသုံးသပ်ပေးလို့တကယ်တမ်း၃လုံးအထက်သွားမဲ့ပွဲစဉ်တွေဆိုလို့ရှိရင်တော့ဒါ Bukiri အနေနဲ့ အာသုံးလုံးတည်ရီဆိုတာမျိုးကိုပေါင်းကြီးကိုသူ့မဟုတ်သုံးလုံး minus 20သူ့မဟုတ်သုံးလုံး minus 30ဆိုတဲ့ဝင်းကျင်မျိုးဖွင့်ပေးလေးရှိတယ်။လက်ရှိမှာတော့နေချင်းစရာကောင်းအောင်သုံးလုံးသွင်းတာနဲ့ plus 50တဝက်နီးပါးပျော်ရွှင်ခွင့်ရမယ်ဆိုတဲ့အကျော်ပေးမှုလေးဖွင့်လှစ်ပေးလာပါတယ်။ဒါကြောင့်လည်းဒီပွဲစဉ်မှာတော့အာကျွန်တော်ကတော့ goal out ကိုတော့သဘောကျမိပါတယ်။အာ ဘောင်းဝမ်းဆိုတဲ့ရလတ်မျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့စီတီနိုင်သွားမယ်ဆိုလို့ရှိရင်လည်းကျင်းမြောင်းတဲ့ရလတ်လောက်နဲ့ပဲနိုင်သွားမယ်လို့တော့ကျွန်တော်ထင်တယ်။နောက်ထပ်ပွဲစဉ်ကတော့ series ပွဲစဉ်တစ်ပွဲကိုရွေးချယ်ပေးခြင်းပါတယ်။ဒီပွဲစဉ်ကတော့ကက်ကလီယာလီနဲ့ဂျီနူအာတင်းရဲ့ပွဲစဉ်အစောပိုင်းကန်ကြမဲ့ပွဲစဉ်၈နာရီခွဲကက်ကလီယာလီအတင်းရဲ့အိမ်ခွေးမှာကန်မဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ Okay ဆိုတော့ table နဲ့ပဲကျွန်တော်စပြီးစကားပြောအောင်ပေါ့နော်။ဆိုတော့လက်ရှိမှာအမှတ်ပေးစရာမှာဆိုလို့ရှိရင်တော့ကက်ကလီယာလီရဲ့အဆင့်၁၄မှာရမှတ်၁၀မှတ်ရရှိထားတယ်။ ဂျီနိုအားကတော့ Serie A မှာ9ဘွဲ့2ဘွဲ့ပဲရရှိထားတယ်အဆင့်16နဲ့တန်းဆင်းစုံမှာရမှတ်9မှတ်နဲ့ဆိုတော့ current form ကိုကြည့်မယ်ဆိုရင်တော့ Cagliari ကတော့နောက်ဆုံး Serie A ပွဲစဉ်ပေါ့နော်9ဘွဲ့မှာ9ဘွဲ့ပျောက်ဆုံးထားတယ်နောက်ဆုံးရှင်းပြန်ကစားခဲ့တဲ့ပွဲစဉ်မှာတော့ကိုမူကိုမရှိသေးရလက်ထွက်ပေါ်အောင်ကစားခဲ့တယ် ဆိုတော့တဖက်မှာကျွန်တော်တို့ဒါဂျီနိုအာတင်ဂျီနိုအာတင်ကတော့နောက်ဆုံးနှစ်ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဆက်ဆူအိုလို2-1နဲ့နိုင်ထားတယ်ဖီရင်တီနာကို2-2 2-2ဆိုတဲ့တေရလက်မျိုးထွက်ပေါ်အောင်ကစားထားတာဖြစ်တဲ့အတွက်နောက်ဆုံးနှစ်ပွဲစရလက်ကတော့ကောင်းလာတယ်တိုးတော့ဂျီနိုအာဒီဒီယာဒီမှာရုန်းကန်နေရတာမျိုးလေးရှိတယ်ပြီးတော့ဒီနှစ်တင်းကကျေးရတူနှစ်တင်းလို့ပြောလို့ရတယ်ပြီးခဲ့တဲ့ရာသီတုန်းကလည်းဒါတန်းစင်းစုံသားမှာရုန်းကန်ရတဲ့နှစ်တင်းလေးဖြစ်တယ် okay ဆိုတော့ကျွန်တော်တို့ကျေးရတူအတင်းနေဆိုလို့ရှိရင်တော့အင်ကွင်းနဲ့ဝေးကွင်းမှာကျွန်တော်တို့ဒါအာ တရာဟပြီးတော့ဗောနော်အကျော်ပေးလေးရှိပါတယ်ဥမာကက်ကလီယာလီအနေနဲ့ level 90လောက်တော့အနည်းဆုံးပေးတဲ့အနေထားမျိုးလေးရှိတယ်ပြီးတော့လက်ရှိအမှတ်ပေးစရာရည်တည်မှုအရာဆိုလို့ရှင်လဲဂျီနိုအားရုံးကန်နေရတဲ့အနေအထားကြောင့်ကက်ကလီယာလီအင်ဝင်အားသာချက်ရှိနေတဲ့တော့ကက်ကလီယာလီကအကျော်ပေးတဲ့နာမျိုးရှိတယ်ဒါပေမဲ့လက်ရှိမှာထွက်ပေါ်လာတဲ့အာရှရဲ့အကျော်ပေးမှုတွေအရာတော့အဝေးကွင်းဂျီနိုအားကတော့မှ level 30ဆိုတာမျိုးလေးအကျော်ပေးလာတယ်မနက်ခင်းကတော့ဒေဂျီပေါက်ပြီးတော့ဒါလက်ရှိမှာတော့ ဂျီနိုအားတော့ပြန်ပြီးအကျော်ပေးလာတာမျိုးရှိတယ်ဆိုတော့ပြီးခဲ့တဲ့ရာသီတုန်းကကက်ကလီယာလီအိမ်ခွင်းမှာတုန်းကကက်ကလီယာလီရဲ့ဂျီနိုအားကို level 20နဲ့30ပတ်ချာလဲအကျော်ပေးလာတယ်ဒါကလည်းဖြစ်တဲ့အကျော်ပေးမှုမျိုးလို့သုံးသပ်လို့ရတယ်နောက်တော့တစ်ချက်ကကျွန်တော်တို့ဒါတန်တက်အသင်းနေနဲ့တွဲဆုံမှုကက်ကလီယာလီဒီပါမားနဲ့တွဲဆုံတဲ့အခြေအနေတွေဆက်စုအိုလိုနဲ့တွဲဆုံတဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့အိမ်ခွင်းကနေပြီးတော့ဒါ level 50 level 60 80ခြေရန်မျိုးတွေပေးခဲ့တယ် တဖက်မှာဂျီနိုအားလည်းအိမ်ဝင်းဆိုလို့ရှိရင်တော့ပါမာရိုဆက်ဆူအိုလိုရိုကိုဒါ level 60နဲ့80အကျော်ပေးခဲ့တာမျိုးရှိတယ်။ဒါကြောင့်လဲကျွန်တော်ရှေ့ရပြောလို့ကက်ကလီယာလီနဲ့ဂျီနိုအားခြေရန်တူအတင်းလို့ပြောလို့ရတယ်။ဒါကြောင့်လဲခြေရန်တူအတင်းဆိုလို့ရှိရင်တော့ကက်ကလီယာလီကအနိုင်ရ မဲ့ပွဲစဉ်ဆိုလို့ရှိရင်တော့99ထိုက်တဲ့အကျော်ပေးမှုမျိုးပေးသင့်တယ်လို့တော့ကျွန်တော်မြင်နေဆိုတော့အ ਨੇ ဆုံးပြီးခဲ့တဲ့ရာသီကလိုမျိုးလည်းပဲ30လောက်တော့ဖွင့်လှစ်ပေးသေးတယ်။သို့မဟုတ်ကက်ကလီယာလီနိုင်ဝဲလိုအချက်မြင်မာနေတာဖြစ်တဲ့အင်ဝင်အသာချက်ရှိနေတဲ့အတွက်ကိုလည်းပဲ90လောက်ထိလည်းဖွင့်ပေးလို့ရတယ်။သို့တော်လည်းအဝေးကွင်းကဂျီနိုအာကတောင်မှပြန်ပြီးတော့အကျော်ပေးလာတဲ့အနေအထားမျိုးလေးဆိုတော့ဂျီနိုအာကိုရွေးချယ်သင့်တယ်လို့တော့ကျွန်တော်ကတော့သုံးသပ်မိပါတယ်။နောက်ထပ်ကတော့ဂိုးပေါင်းကြီးပေါ့နော်။ Serie A ကိုပေါင်းဖွင့်လှစ်မှုအရတော့ဒါ2 minus ပတ်ချာလေး2ပတ်ချာလေးသွားလေးရှိတယ်ပြီးခဲ့တဲ့ရာသီတုန်းကဒါ2တေးပြီးခဲ့ပြီးတော့11တေးရလာထွက်ပေါ်ခဲ့တယ်သူတို့နှစ်တင်းရလက်ရှိမှာလည်း2 20ဆိုတာမျိုးလေးပြီးလာတာဖြစ်တဲ့အတွက်ဒါကိုရိုင်းများလိမ့်မယ်လို့တော့မထင်ဘူးပေါ့နော်ဒါကြောင့်ကျွန်တော် Gino R Bori နဲ့ကိုအနေကိုအောက်ကိုရွေးချယ်ပေးကြပါတယ်ဒါကတော့စနေနေ့မှာရှင်မြန်ကစားမဲ့ပွဲစဉ်တွေတာ free ပွဲစဉ်ပေါ့နော်အကြိုက်ဆုံး2ပွဲကိုရွေးချယ်ပေးခဲ့တာလည်းဖြစ်ပါတယ်ကြန့်ရှိနေတဲ့ပွဲစဉ်တွေကိုတော့အများကြီးပဲပေါ့နော် member group မှာတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ဆိုတော့ member group ကို join နေတဲ့ညီကိုကြီး အလဲ Viber number လေးချပေးထားပါတယ်စနေတနင်္ဂနွေနှစ်ရက်စာအတွက်ပေါ့နော် Viber group ကို join နေတဲ့ညီကိုလည်း high ပေးလို့ရပါတယ်ခင်ဗျာအကောင်းဆုံးကြိုးစားပေးပါမယ်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ